ဟေးယောဝလုံးပဲမင်္ဂလာညချင်လေးပါနိုဝင်ဘာလ3ရက်နေ့ရက်ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလိုရင်းတူရှင်တင်ဆက်တော့မှာဖြစ်ပါတယ်ပြီးတော့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုခုချင်းချီအားပေးနေတဲ့တုံငယ်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့သတင်းလေးတွေစကြရအောင်လာရှုမြုံသားမှာတဆွေးထားတဲ့ MNDAA တက်တွေစုပ်ပေးဖို့စစ်တုံးစုရဲ့အမှတ်ငါစစ်စင်ရဲ့အထူးအဖွဲ့မှုကူတိုင်လာရှုမြုံအထီလာရောက်တောင်းဆိုပေမဲ့ နင်းပေခံရပြီးဆွေးနွေးမှုပြတ်သွားတယ်လို့ MNDAA ကလည်းအင်အားဒုချိထားတယ်လို့မေပင်တရင်ကြီးမြင့်တွေကပြောပါတယ်လာရှုမြုတ်ကနယ်မန္တလေးဖက်ကိုတည်တဲ့ပီထောင်စုလက်မှတ်ပေါ်မှာရှိတဲ့နောင်မွန်းနဲ့တန်ရန်မိုင်ရေမြုတ်ဖက်ကိုသွားတဲ့နံပောင်ဟူရရွာတွေမှာ MNDAA ကတဆွေးထားတာကိုနိုဝင်ဘာလ17ရက်နေ့ကလာရှုမြုတ်စစ်နှကောင်ဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုခွာခိုင်းတာလို့စုံစမ်းသိရှိရပါတယ်။ နောင်မွန်နန်ပောင်ဟူယာယွာဒွိဟာတသတိရှိနေတာဖြစ်ပြီး MNDAA ကတစေငဆက်ခွန်စစ်စင်ရေးနဲ့အတူတင်းယူခဲ့တဲ့နေမီတွေမှာပါဝင်ပါတယ်အခုချိန်ထိလည်းတက်ဆွေးထတာဖြစ်တယ်လို့သိရပါတယ်နောက်ဆက်တွဲဘယ်လိုလာမလဲစောင့်ကြည့်ကြသေးတာပေါ့ကွာနောက်တရင်ရန်ကုန်တိုင်းတန်လျင်မြို့နယ်အောင်ချန်တရက်ကွတ်မှာ CDM လောက်ထတဲ့အသက်45နှစ်ဝန်းကျင်အရွယ်ရှိဆရာဝန်တော် နိုဝင်ဘာ17ရက်နေ့ကအဖမ်းခံရရတဲ့လို့ဒေတာခန်တွေကပြောဆိုထားပါတယ်။ ADC ရဝန်ထားတန်လင်းမြောက်အောင်ချန်တရက်ကထဲမှာမိသားစုနဲ့အတူနေထိုင်ကစေခန်ဖွန်ထိုင်ကနဲ့နိုဝင်ဘာ17ရက်နေ့ကစစ်တပ်ကလာဖမ်းတော့တာလို့သိရပါတယ်။သူက CDM ဆရာဝင်အနာတင်ကတဲ့ကစေယုံကနဲ့ထွက်ထားတာကြာပြီ။တရုတ်ရောက်ကတိုင်လို့နေမယ်လို့တန်လင်းမြောက်ခံတအူးကပြောပါတယ်။ အဖန်ခလေးရတဲ့ဆရာဝန်ရဲ့အမိဘေးစေယုံကနဲ့ CDM လောက်ခဲ့တယ်ဆိုတော့မတိရရှိသေးပါဘူး။လွန်ခဲ့တဲ့တပတ်လောက်မှာစစ်ခွေးလိုပြီးဂျုံမြုံမင်းကပြောဖူးပြီလေ။တုံရချင်းတော့မှတ်မိကြမှာပါ။ CDM ဆရာဝန်တွေကိုဖမ်းပေးပါလို့ငကြောင်မင်းကအရင်ကအိုခဲ့ပြီလေ။အဲ့ဒါကြောင့်ဖမ်းမယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ခဏခဏပြောတယ်။စစ်ခွေးလိုပြီးတွေကိုအမြန်ဆုံးဖမ်းတင်ပြီလို့အခုလည်းဖမ်းတင်ပြီးစစ်ခွေးလိုပြီးတွေကိုမဟုတ်ရင်ပြည်သူတွေဒီထက်တော့ခါရောက်အောင်ပါ။ နောက်တရင်အပီပီဆိုင်ရာရာဇဝတ်တရားရုံး ICC အနေနဲ့အချံဖက်စစ်ရာဇဝတ်တာငဒူလိုင်းကိုဖမ်းမရန်ထုတ်ဖို့ဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမေတန်းကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မုထွန်းကတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာ17ရက်ကနယူးယောက်မြို့မှာကျင်းပခဲ့တဲ့အချင်းရှိစင်မြို့ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးရဲ့ အပီပီဆိုင်ရာရာဇဝတ်တရားရုံးဤအစီရင်ခံစာခေါင်းစဉ်နှင့်ဆွေးနွေးပွဲမှာတန်အမတ်ကြီးကခုလိုတင်ပြဆွေးနွေးခဲ့တာဖြစ်ပြီးတရားမဝင်အာနာတင်းစစ်တော်စုကစီစီနေတဲ့အတုအယောင်ရွေးကောက်ပွဲကိုပြက်ပြက်တာတာပေချက်ချက်ဖို့လေတိတ်တွင်တောင်းဆိုထားပါတယ်ဒါအကူပါတယ်ဦးကျော်မထွန်းကောင်းလေးတဲ့တတင်းနောက်တတင်းအမေရိကန်နိုင်ငံသားများကိုပြစ်မှတ်ထားသည့်မြန်မာနိုင်ငံအတွင်းအခြေပြုတ်စိုက်ဘာလင်းလေမှုအလောက်ငန်းများ จะเพียงนิ่งนิยานอทุตะพวยพิโตสเกมเซนเตอร์สติกฟอร์ดกูพวยซิเลจางอเมริกันในงานเชยฐานากาโนวมบาสันเยยัดสวยผิดทบเปลี่ยนทาบาเรอสุปาอทุตะพวยด้วยอเมริกันซีเนยงตยาเยฐานาอียาสวดมุฐานาควยเฟเดรัลสงสารซิเซเยบิวยูเอฟบีไอเนอเมริกันลูวัตเอเจนซี USSS ดอกปาวินเดลอติซิยาบาเร ရင်းလင်းလေမှုစင်တာများသည့်အမေရိကန်နိုင်ငံသားများအပေါ်ကြီးမားသောတည်ရောက်မှုကိုသိရှိလာသဖြင့်ရင်းနှဖွဲကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ကမြန်မာကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများကိုအဓိကထား၍အရှိတောင်အာရှရှိအစိုးရဆောင်လင်းလေမှုစင်တာများနှင့်၎င်းတို့၏ခေါင်းဆောင်များကိုစုံစမ်းစစ်ဆေးခြင်းဖြိုခွင်းခြင်းနှင့်တရားစွဲခြင်းများကိုအဓိကလောက်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ပိုင်ဆိုင်မှုများကိုလည်းတင်းယူသွားမှာဖြစ်ပါသည်။ အမေရိကန်ကတော့စားလုံးတော့မှာဖြစ်ပါတယ် BJF တွေအခုဆိုရင်တော့ဒုက္ခရောက်တော့မှာဖြစ်ပါတယ်ကောင်းလေးဒေသတင်းနောက်တဲ့အမျိုးသားညီငွေရဲ့အစိုးရ NUGD လကောင်းလက်အောက်ရှိဝန်ကြီးဌာနအချုပ်ကိုဦးစီးဌာနအဖြစ်ပြောင်းလဲရန်အဖွဲ့တွင်ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်း NUGD နဲ့နီးစပ်သည့်မိဇမာဤတရင်ဌာနကပြောဆိုထားပါတယ်လက်ရှိအမျိုးသားညီငွေရဲ့အစိုးရ NUGD တွေဝန်ကြီးဌာန18ခုရှိပြီး ဝန်ကြီးစချုပ်ဦးနဲ့ဒုဝန်ကြီးစကွန်နဦးတို့တာဝန်ထမ်းဆောင်နေကြပါတယ်။မိဒီဝန်ကြီးဌာနများအားဦးစီးဌာနအဖြစ်ပြောင်းလဲရန်ရှိနေသည့်ကုမူလောလောဆယ်တွင်မတိရရှိသလိုမိစမအီစုံစမ်းမှုများအရာဆွေးနွေးညှိနှိုင်းနေကြသေးသည်ဟုသာဖြေကြားထားပါတယ်။ဝန်ကြီးဌာနဘလောက်ပေချက်မလဲမတိသေးဘူး။တေချာတော့အတီမပြုတ်ရသေးဘူး။အခုမှညှိနှိုင်းဆွေးနွေးနေကြတုံးပေဟုမိစမအီတရင်ရမိကပြောဆိုထားပါတယ်။ ြောင်းလဲရင်ကောင်းတာပေါ့နောက်တရင်မွန်ပီနေတထုံမြို့မှာစစ်မှုထမ်းတင်တမ်းပူမဲ့လူငယ်တွေထဲက၄ဦးဟာလမ်းခူးလက်မှာကာပိုကစင်ပီထွက်ပြီးလွမြို့သွားတယ်လို့သိရှိရပါတယ်နိုဝင်ဘာလ17ရက်နေ့ညနေ3:00နာရီခန့်ကတထုံမြို့နန်ခေရက်ကွတ်ကမ္ဘောဇာဘန်နီအရှိမာအမတ်ကိုစစ်အခြေခံလေ့ကျင့်ရေးတင်တန်းကြောင်းကိုပူဆောင်မိလူငယ်တွေကိုတင်လာတဲ့ကာဟာလန်ချင်ပီလူရှောက်နေတဲ့ကမ္ဘောဇာနီအရှိအယောက်မှာ ပိမိနေချင်းကပိုကနဲ့လူငယ်လေးဦးဟာကုချထွက်ပြီးသွားတယ်လို့သိရှိရပါတယ်။စစ်ခွေးတွေကလိတ်ရှာပေမဲ့လည်းအခုချင်းထိမတွေ့ရရှိသေးဘူးလို့သိရှိရပါတယ်။ကောင်းလေးတဲ့တတင်းနိုဝင်ဘာလ7ရက်နေ့ရင်းညနေပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲ။ keda.swin.note13nasinjiaong American ဆိုရက DKBA Democracy ကရင်ချုပ်ပြတ်မတော်နဲ့ခေါင်းဆောင်၄ဦးကိုဒီ online ငွေလိမ်ဂိုင်းတွေကြားဖြတ်တွေကိုလက်ခံနေရပေးထားတာကြောင့်ဆိုပြီးတော့ ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ဒါအပြင်ဒီတရုတ်ရာဇဝတ်ဂိုင်းတွေနဲ့ဆက်ဆက်မှုရှိတဲ့ထိုင်းနိုင်ငံသားတူကုမ္ပဏီနှစ်ခုနဲ့ပိုင်ဆိုင်မှုတွေကိုလည်းဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ဒီကေဘီခေါင်းဆောင်တွေဖြစ်တဲ့ဆိုင်းကျော်လာ Sosti Sosing Win နဲ့ Sosan အောင်တို့အပြင် Trans Asia International Holding Group Thailand Company Limited now the throat star company limited တို့နဲ့အတူ ထိုင်းနိုင်ငံသားချက်မှုစွမ်းတို့ကိုလည်း ကြားဖြန့် online ငွေလင်ကိုင်းစင်တာတွေ DKBA နဲ့အတူပူးပေါင်းဆောက်လုပ်ခဲ့တာကြောင့်ဆိုပြီးတော့ဒဏ်ခတ်လိုက်ကြောင်း American ဘဏ္ဍာရေးဌာနက November 12ရက်နေ့မှာကြေညာချက်ထုတ်ပြန်တာပါတရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေဟာမြန်မာနိုင်ငံနယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး online ငွေလင်ကိုင်းစင်တာတွေဆောက်လုပ်ကနိုင်ငံတကာကအထူးသဖြင့်တက်ကြီးရွယ်တွေကိုလှည့်ပြပြီးတော့ငွေလင်ယူရာကြောင်း American တွေဒေါ်လာဘီလီယံနဲ့ချီဆုံးရှုံးခဲ့ရတယ်လို့ American ဘဏ္ဍာရေးဌာနအကြံဖတ်မှုနဲ့ ဗန္ဓာယီဆိုင်ရာထောက်လန်းရေးဌာနအတွင်းဝန်ဂျွန်ကေဟာလေးကပြောပါတယ်အခုလိုတန်ခတ်ပိတ်ဆို့လိုက်တဲ့သူတွေကနေလူကုန်ကူးတာနဲ့မြန်မာပြည်ရင်းစစ်ပိုးပြီးတော့ဆိုးရွားလာအောင်မီးထိုးပေးနေတဲ့သူတွေဖြစ်တယ်ဆိုပြီးတော့လဲကြေညာချက်ထဲမှာဖော်ပြထားပါတယ်ဒါအပြင်မြို့တော်ဝါရှင်တန် DC ဆိုင်ရာအမေရိကန်အစိုးရရှေ့နေနဲ့တရားရေးဌာနလက်အောက်ခံရာဇဝင်းမှုတိုက်ဖက်ရေးဌာနခွဲနောက်ဒီ FBI ပြည်ထောင်စုစုံစမ်းစစ်ဆေးဘီရိုတို့ပူးပေါင်းပြီးတော့ အွန်လိုင်းဝင်လင်ဂိုင်းတိုက်ဖက်ရေးအဖွဲ့ကိုစတင်ဖွဲ့စည်းမှလည်းဖြစ်ပါတယ်ဒီအဖွဲ့မှာပါဝင်တဲ့အထူးအေဂျင့်တွေရှေ့နေတွေအားလုံးပူးပေါင်းပြီးတော့အရှိတောင်အရှာကအထူးသဖြင့်မြန်မာကမ္ဘောဒီးယားလာအိုနိုင်ငံကကြားဖြန့်ဂိုင်းခေါင်းဆောင်တွေကိုပိုက်ဆိုင်တက်ရှာဖွေပြီးတော့အပြစ်ပေးတော့မှာဖြစ်တယ်လို့ဆိုပါတယ်မြန်မာစစ်အုပ်စုခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့လက်အောက်ခံဒီ BGF စောချစ်သူထိန်းချုပ်ရာရွှေကုတ်ကိုနဲ့ DKBA ထိန်းချုပ်ရာ KK Park အပြင်ထိုင်းမြန်မာနယ်စပ်တကြောမှာ ြားဖြန့် online ငွေလိမ်ခိုင်းအများပြားတိဆောက်ပြီးတော့တကဘာလုံးကိုငွေလှည့်ပြီးတော့လိမ်နေတဲ့အထောက်အထားအများပြားထွက်ပေါ်လာပြီးမှ American ကအခုလိုမျိုးအထူးစုံစမ်းစစ်ဆေးအဖွဲ့ဖွဲ့စည်းပြီးတော့ဒီရာဇဝတ်မှုတွေကိုနှိမ်နင်းဖို့စ조사လာတာဖြစ်ပါတယ်ကျွန်တော်အောင်ဆွေပါစောချစ်တူလက်ထီမှာပါစောချစ်တူကခေါင်းဆောင်ဆိုတော့လေခုတော့ဒီကောင်တွေကတော့ရင်တုံလို့ပါပြီကေဒါဆိုရင်တော့ဗီဒီယိုအာနာရှင်တွေရဲ့ထာဝရအချင်းသားတစ်ချက်လောက်နာစင်ကြည့်အောင် ။လုပ်ငန်းရေး15နှစ်ဒီနေ့လူမာလာ73ရက်မှာဒေါ်ဆန်းစုကြည်အားနေအိမ်အခြေချုပ်ကနေလွတ်မြောက်ခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်ရိပ်သာလန်ချက်အမှတ်54မှာ နေအိမ်အခြေချုပ်ကိုခုနှစ်နှစ်ခွဲလောက်ကြာခံပြီးမှသူ့ကိုနိုင်ငံတော်အေဂျင်တာရိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီ နာဖစစ်ဆိုရကပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်စစ်တပ်ကြောထောက်နောက်ခံကြံ့ခိုင်ရေးပါတီအနိုင်ရတဲ့ 2010ရွေးကောက်ပွဲပြီး6ရက်ကြာမှာနာအဖကပြန်လွတ်ပေးတာပါဒါဆိုရင် သူပေတော့ကအဖမ်းခံခဲ့ရတာပါလေ2003ခုနှစ်မေလ30ရက်နေ့မှာဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီရဲ့စီအိုရင်းရှင်နဲ့ဟာဒီပင်းမျိုးနယ်မှာကြမ်းခံရေးအသင်းဝင်တွေနဲ့စွမ်းရှင်တွေရဲ့တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။အဲဒီမှာ NLD ပါတီကိုထောက်ခံဝန်ရံသူတွေတိုက်ဆုံခဲ့ရပြီးဒီပင်းရေးခင်းလောက်ကျံမှုလို့လူသိများပါတယ်။ ဂျွန်ဆန်စုကြည်ကဒီတိုက်ခိုက်ခံရတာကနေလွမြောက်ခဲ့ပေမဲ့စစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီးနေအကျေကျုပ်ကျခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီချိန်ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့နာအဖစစ်ဆိုရလက်ထက်ဖြစ်ပါတယ်။ဒီဖမ်းဆီးခံရမှုကဒေါ်ဆန်းစုကြည်အတွက်တတိယချိန်မြောက်ဖမ်းဆီးခံရတာဖြစ်ပါတယ်။ပထမဆုံးအချိန်ကတော့1988ရေခင်းကာလပြီးဒေါ်ဆန်းစုကြည်အသက်44နှစ်ရွယ်မှာပါ။ နောက်တစ်ချိန်ကတော့2000ခုနှစ်မှာဖြစ်ပြီးတတိယအချိန်ကတော့ဒီပရင်လှုပ်ကြံမှုပြီး2003မှာဖြစ်ပါတယ်1988ခုနှစ်ထဲကဒီမိုကရေစီရေးဒီဇိုင်းမမတ်တောင်းဆိုခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ2015ခုနှစ်မှာရွေးကောက်ပွဲအနိုင်ရပြီးအရသာအစိုးရဖွင့်နိုင်ခဲ့ပါတယ်။2020ရွေးကောက်ပွဲမှာထက်အနိုင်ရခဲ့ပေမဲ့ စစ်တပ်က2021မှာအာဏာသိမ်းလိုက်ပြီးဒေါ်ဆန်းစုကြည်ကိုစတုဒ္ဒကြီးမြောက်ဖမ်းဆီးထားတာအခုထိပါပဲဒါပေမဲ့အရင်နဲ့မတူတာကဒေါ်ဆန်းစုကြည်ကို နေအိမ်ကျေကျုပ်ကနေနေပြည်တော်ကကျင်းထောင်ထဲမှာဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်အခုနောက်ပိုင်းမှာတော့သူ့ကိုဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကိုမသိရတော့ပါဘူးဒေါ်ဆန်းစုကြည်ရဲ့သား Kim Harris ကလည်းအသက်80ရွယ်မိခင်ဖြစ်သူရဲ့ကျမ်းမာရေးအတွက်စိုးရိမ်နေပြီးသူ့အမေနဲ့ဆက်သွယ်ရဖို့ ပြန်လွတ်ပေးဖို့ကိုလည်းတောင်းဆိုနေပါတယ်လက်ရှိမှာတော့ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်းဆောင်မေအောင်လိုင်ကမှုပေါင်း14မှုနဲ့တရားစွဲထားသလို2029နှစ်အထိချမှတ်ထားပါတယ်ဒီပမာဏဟာအရင်ဘယ်စစ်အနာရှင်လက်ထက်မှာမှချမှတ်ခဲ့ဘူးတာမျိုးမရှိဘူးတဲ့နှစ်ရှည်ထောင်နဲ့တွေလည်းဖြစ်ပါတယ်ပြောရရင်ဒေါ်အောင်ဆန်းစုကြည်ဟာ1988ကစလို့2025ခုနှစ်အထိနှစ်ပေါင်း39နှစ်အတွင်းမှာ 25နှစ်ကျော်ကနေအိမ်အခြေချုပ်ဓမ္မမုတ်ထောင်ထဲမှာပဲဖြတ်တန်းနေရတာဖြစ်ပါတယ်။မင်းကလေးကတားကြုံလွန်းတဲ့ခွေးမျိုးတွေကတားရဆက်လွန်းတယ်။အမေစုအသက်စီပါစေလို့ပဲဒီကနေ့ပြောဆိုချင်ပါတယ်။ keda suin dot no video တတီအပြုတ်သွားတာကိုတစ်ချက်လောက်နှ ಾಸ င်ကြည့်အောင်။ဒီတော့လည်းဟာပြီးကိုပြီးသွားပါလိမ့်မယ်။เนาะကျွန်တော်တို့ပြည်သူလူထုလိုချင်နေတဲ့အဖြေတစ်ခုရဖို့အတွက်အသက်တွေပါစွန့်ပြီးတော့လုပ်နေကြရတာဖြစ်တဲ့အတွက် မရောက်ရောက်အောင်ပန်းတိုင်ဘာကြမှာဖြစ်တဲ့အတွက်ပန်းတိုင်ကရောက်လာမှာပဲဖြစ်ပါအဲ့ဒီအချိန်မှာတော်လန်ရဲ့အလွန်ကာလဆိုတာရှိလာပါလေတော်လန်ရဲ့အလွန်ကာလဖြစ်သွားပြီဆိုရင်ဒီနေ့ဖြစ်ခဲ့တဲ့အရာအလုံးကတမိုင်းပါဒီတမိုင်းမှာကိုနံမေဟာကိုနံမေဟာဘယ်လိုပုံစံမျိုးနဲ့ရေးထွင်းခဲ့တယ်လဲဆိုတာကအဖြေပါအဲ့ဒီအချိန်မှာအဖြေဖြစ်ပါတယ်နော်အဲ့တော့ငါတို့လောက်ခဲ့တာဘယ်သူမှမသိဘူးလို့ဘယ်သူမှအဲ့လောက်အမှတ်မရှိပါဘူးလို့ထင်နိုင်မှားသွားပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုလို့ရှိရင်အသက်ပေါင်းများစွာပေးနေပြီးတော့မှတကဘာလုံးထဲမှာမှတနိုင်ကန်နဲ့စိုးစိုးဝါးဝါးဖြစ်နေတဲ့နိုင်ငံရေးပြဿနာဖြစ်ပါတယ်။အဲ့တော့ဒီနိုင်ငံရေးပြဿနာဖြစ်တဲ့အတွက်တော်လိုင်းရေးအလွန်ကာလရောက်လာတဲ့အခါကျရင်ဒါဟာသမိုင်းဖြစ်ပါလိမ့်မယ်။မိမိပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေအားလုံးဟာဒီနိုင်ငံရေးအခြေအနေကိုမသိတဲ့လူတယောက်မှမရှိပါဘူး။အဲ့ဒီတော့ဒီလူတယောက်ဟာဘယ်ဘက်မှာရက်တည်ခဲ့လဲ၊ဘယ်လိုလမ်းလျှောက်ခဲ့လဲတော်လည်ရေးကာလမှာဆိုတာကပတ်ဝန်းကျင်ကမှတ်တမ်းတင်တာမှဖြစ်ပါတယ်။နော်အဲ့ဒီအတွက် ါတို့အချိန်တန်ရင်ပြီးသွားမှာပါမေ့သွားမှာပါလို့ထင်ရင်တော့လုံးဝမပါလိမ့်ဒီလူတွေဟာတစ်ချိန်တုန်းကပြီးသူကိုစော်ကားခဲ့တဲ့လူတွေပါဆိုပြီးတော့နောက်တစ်ချိန်မှာအဲ့ဒီလူတွေကမှတ်တမ်းဝင်ပြီးတော့မှပြီးသူမှတ်မိနေတဲ့ခင်းချင်းကြီးဖြစ်သွားမှာပါသားသမီးတွေလည်းခံရမယ်မိဘတွေလည်းခံရမယ်ဒီနံပါတ်ဆိုးနဲ့ဒီပတ်ဝန်းကျင်ထဲမှာရက်တရမှာဖြစ်ပါတယ်အခုချိန်မှာအားပေးစရာအမှုပညာရှင်ရှားပါးနေတာဖြစ်တဲ့အတွက်ငပေါ်လုတ်ပြနေလေ ့ပြည်သူတွေကတော့လိုက်ကြည့်နေမှာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကြည့်စရာမရှိဘူး။နော်။တကယ်လို့သာတော်လန်ရေးပြီးသွားတဲ့အခါကျလို့ရှင်။တကယ်အမှုပညာစစ်စစ်တွေပြည်သူတွေကတခဲတနတ်ကိုအားပေးမှာပါ။အဲ့ဒီလိုအားပေးတဲ့ထဲမှာဂျားနေလူတန်းစားတွေလည်းပါလာပါလိမ့်။နော်။ဂျားနေလူတန်းစားအဲ့တော့တကယ်တမ်းကြလို့ရှိရင်တော့ကျမတို့ကဂျားနေလူဒန်းစားလို့တာပြောရတယ်တကယ်ကြတော့နှစ်ဖက်ပဲရှိတယ်ချင်းမတရားတဲ့ဘက်နဲ့တရားတဲ့ဘက်မတရားတဲ့ဘက်မှာနေပြီးတော့မ မတရားတဲ့လုံရက်တွေကိုလုံနေရင်တော့ချားနေဖို့ပါပြည်သူမကြိုက်တာ လုံနေချားနေဖို့ပါဘောမစင်းနေပဲထည့်ရမှာပါဒါတွေကဘောမတွေပါပဲချားနေချားမှာပဲနေမယ်ဘယ်ဘက်မှာမှမပါဝင်ဘူးဆိုပေမဲ့ပြည်သူမကြိုက်တာကိုရှောင်ရှားပြီးတော့မလုတ်ပဲနေခြင်းဖြစ်နေတဲ့လူတွေကတော့ဒါကျွန်တော်တို့တော်လန်ကြီးဘက်ကအမှန်တရားဘက်တော်သားလေးလို့သတ်မှတ်ရမှာပါနော်တော်လန်ကြီးမှာကနှစ်ဖက်ပဲရှိပါအင်းတို့ပညာရှင်တွေကိုပဲဘာဖြစ်လို့ white coat ရွေးပြီးလုပ်နေရလဲလို့တချို့ကပြောကြတာရှိပါတယ် ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်တခုခုဆိုလို့ရှိရင်စစ်ကောင်စီကအနုပညာရှင်တွေကိုပဲမျက်စောင်းထိုးတာမို့လို့ဒီအနုပညာရှင်တွေနဲ့ပဲလုံလုံဆက်တွေခင်းကြတာမို့လို့ဟုတ်လားပြည်သူ့ချင်ပတ်ပါတီဒေါ်တက်တက်ခိုင်ဆိုလို့ရှိရင်ပဲကြည့်လိုက်လေသူ့ရဲ့ရွှေဆိုင်တွေမှာစင်ပေါ်တွေမှာခေါ်တုံးနေတာဒီအနုပညာရှင်တွေဆိုတဲ့လူတွေကိုပဲခေါ်တုံးနေအဲ့ဒီလိုပဲကျမတို့ငငယ်တည်းကကြည့်ခဲ့ဘူးလေ policy ဇက်ကားတွေဝေလဲမွေကြည်လဲမွေတို့เนาะအဲ့ဒီလိုဇက်ကားတွေ အာကျမတို့ငငယ်တွေကအုံနောက်ထဲကိုရိုက်သွင်းပေးခဲ့တဲ့ဇက်ကားတွေဒီ policy ဇက်ကားတွေကစစ်တပ်ကောင်းကြောင်းတွေတိုင်းရင်းသားမကောင်းကြောင်းတွေတဘုံမကောင်းကြောင်းတွေရိုက်ထားတဲ့အတွက်ကျမတို့တိုင်းပြည်လုံးကအဲ့ဒီသတင်းအမှားတွေရရှိခဲ့ဝင်ခဲ့တဲ့ကောင်းတွေလေဒါကြောင့်မို့လို့အမှုပညာရှင်တွေကို white coat လုပ်ခြင်းဟာကျမတို့မျိုးဆက်တစ်ခုလုံးအတွက်လုပ်ခြင်းဖြစ်ပါအင်မတန်အရေးပါလို့လောက်တာဖြစ်ပါပြဿနာတစ်ခုခုပေါ်ရင်အရှိဆုံးကနေဆွဲထည့်တာအမှုပညာရှင်တွေဖြစ်ပါ အခု တော်သက်သက်ခိုင်တို့ရဲ့ပါတီထဲမှာဆိုလို့ရှိရင်အမှုပညာရှင်ဆိုတဲ့လူတွေကိုဆွဲထည့်ထားတာဖြစ်ပါတယ်အဲ့တော့ဒီနိုင်ငံရေးမှာအတုံးချခံနေဖြစ်နေတဲ့ဒီအမှုပညာရှင်တွေစစ်ကောင်စီဘက်မှာမတရားတဲ့ဘက်မှာရက်နေတယ်ဆိုလို့ရှိရင်တော့ကျမတို့က white collar လောက်ရမှာဖြစ်ပါတယ်ဒါကအင်မတန်ထိရောက်လို့လောက်တာဖြစ်ပါတယ်သူတို့ဘက်ကထိရောက်တယ်ဆိုတဲ့လက်ကင်ထုတ်တယ်ကိုကျမတို့ဘက်က white collar လောက်တာဖြစ်ပါတယ်နော်အဲ့တော့ white collar လောက်လို့ငါတို့ကဘာမှမဖြစ်ပါဘူးလို့ပြောနေတဲ့လူတွေကတော့ဘာနဲ့တူနေလဲဆိုလို့ရှိရင် white collar လုံနေတဲ့ကြားတွေကစီးဝါရှာနေတဲ့လူတွေပြည်သူမျက်နှာကိုမမှုတဲ့လူတွေကခမင်းစားဝိုင်းမှာသူများမစားကျင်နဲ့လှုပ်ပစ်ထားတဲ့စားခြင်းစားကြံအယိုးအရင်တွေကိုပစ်ထားတဲ့အမိုက်တရိုက် စားတွင်စားကြံတွေကိုနော်အိမ်မှာမွေးထားတဲ့ခွေးကိုချကျွေးလိုက်ရင်အဲ့ဒီခွေးကဗိုက်ပြေသွားပါတယ်အဲ့ဒီအဆင့်လောက်ပဲရှိပါတယ်အမှုပညာရှင်တွေဘောမအမှုပညာရှင်တွေနဲ့စီးဝါရှာနေတဲ့လူတွေအားလုံးကအဲ့ဒီအိမ်မွေးခွေးအဆင့်ပဲရှိပါတယ်ဟုတ်တယ်နော် ပြောသွားတာတွေလက်ခံချက်လာတော့ချင်းတော့ဒါဆိုရင်တော့ video ဒီ KBA ခေါင်းဆောင်ဆိုဆန်အောင်ကအမေရိကန်ကိုဘယ်လိုပုံစံနဲ့တွန့်ပြန်တာလဲတစ်ချက်လောက်နားဆင်ကြည့်အောင်ဒီအမေရိကန်လာဟိုတော်တော်လေးထင်ကြီးခဲ့တယ်နော်ကဘာမောပညာတဟိုအမားအမဝေဖန်ပိုင်းချနိုင်တဲ့နော်ဟိုအမေရိကန်ဆိုပြီးတော့လေကျွန်တော်တို့လည်းဟိုအထင်ကြီးတယ်ပေါ့အခုကဟိုမစီမဆိုင်ဟိုကဥမာကျွန်တော်တို့ဒီပုံချုပ်နော်ဆော့စတီတို့ဖုန်းစိန်ဝင်းတို့နော်ပြန်ကြည့်ရင်သူတို့အနေနဲ့ဆိုလို့ရှိရင်ဘာမှမဟုတ်ဘူး ကိုကျိုးစတီးဆိုရင်ဥမာတေယုပ္ပစံမှာဒီလိုသွားပေတော့မယူအနေထားလို့ရှိတယ်အခုအဲ့ဒီလူတွေမှသူစောထဲရတာအကျွန်တော်ဆိုအစီဝေးလေးမှာတပ်ဖွဲ့ကိုစားလိုက်တက်ပြီးလိုက်ဖြည့်ရှင်းတော့ရှိတယ်ပေါ့လေကျလားနော်တက်ဖြည့်ရှင်းတော့ရှိတယ်ပေါ့ကိုကျိုးစတီးအနေနဲ့နော်ကျွန်တော်စီကျုပ်နော်ဖုတ်ဆွေးနေနေဆိုလို့ရှိရင်ဒီလူတွေတို့တခါမှဟိုမချီမဆိုင်မပတ်သက်ပဲနဲ့အဲသူတို့ ordinary တယ်ကျွန်တော်တို့ဟိုတက်ရောက်ကျွန်တော်တို့ဟိုဒီကုမ္ပဏီဘာမှမရှိဘောပိတ်ဆို့ပဲကျွန်တော်တို့ဒီတပ်ဖွဲ့အနေနဲ့ယူရီးယားမှာ တို့တို့ဆင်ဆင်ပိတ်တာတော့ပါတော့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေဘာမှမရှိဘူးကျွန်တော်တို့ယောဂရပြီသွားကုတာလွယ်ပြီးတော့ဒီနိုင်ငံသားတွေမှာကျွန်တော်တို့ဘာမှဟိုပိုင်ဆိုင်မှုမရှိဘူးဆရာနော်ကျုံနေပြီလေဒီကောင်းတွေကျုံနေပြီလေဂျပန်ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ကကောင်းကောင်းလှုပ်ရှားတော့မယ်ဆိုရင်တော့ secreted နဲ့ထိတော်မှာဖြစ်ပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ် secreted နဲ့ bgf dkba မကြခင်မင်းတို့အဆုံးစီရင်တော့မှာဖြစ်ပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ် ဟုတ်ကဲ့ပါတုံးကြီးချင်းတော်ဒီနေ့ညနေပိုင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများကြည့်ကြည့်ပါတယ်ကျမကြီးကိုစိတ်ချပါ I love you all God bless you all thank you for your time